င်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့အင်္ဂလိပ်စာအခြေခံအားနည်းတဲ့သူတွေအတွက်သင်ကြားပြသပေးရခြင်းဖြစ်ပါတယ်လေကွန်ရိုးဆင်းလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာခုသင်ကြားပြသပေးမှာကတော့အသုံးများတဲ့နောင်မျိုးစာလေးမျိုးဖြစ်ပါတယ်ပါရလဲဆက်ကြည့်လိုက်ရအောင်နော်နံပါတ်1 proper noun နံပါတ်2 common noun နံပါတ်3 countable noun နံပါတ်4 uncountable noun လို့ဖြစ်ပါတယ်နံပါတ်1 proper noun ရောဘာနောင်းဆိုတာကတဦးဆိုင်နောင်းကိုပြောတာဥပမာမောင်မောင် Samsung ရန်ကုန်အဲ့ဒါလေးတင်မဲလားဆိုမဟုတ်သေးပါဘူးပရောဘာနောင်းနေရဘလိုမျိုးပရောဘာနောင်းပြောရလဲဆိုရင်မြို့တွေနိုင်ငံတွေနေရာတွေအမှတ်တစိတ်တွေဖွဲ့စည်းတွေနာမည်တွေနေတွေလတွေပွဲတော်တွေရလဲပရောဘာနောင်းနေဖြစ်ပါတယ်ပရောဘာနောင်းနေရဲ့အစားစလုံးကို capital letter နဲ့ရေးရလို့မှတ်ထားရပါမယ် ပြီးရင် proper noun ပြီးရင် common noun common noun ဆိုတာအများနဲ့ဆိုင်တဲ့နာမည်ကိုပြောတာဥပမာ fruit တတိတွေ wine street လမ်းနေလိမ္မော်တိပန်းတိလို့မပြောဘဲနဲ့ fruit တတိဆိုပြီးတော့ခြုံငုံပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ဘာညာတွေလို့တတိကြကြမပြောဘဲနဲ့အဖွဲအုပ်စုအနေနဲ့ပြောတာကို proper common noun လို့ခေါ်ပါတယ်နောက်တစ်ခုက countable noun countable noun ကရေးတက်လို့ရတဲ့အရာတွေကိုပြောတာဖြစ်ပါတယ်ပါတယ် တစ်ခုနှစ်ခုဆိုပြီးတော့တိကျကျရေလို့ရတဲ့အရာတွေကိုကောင်တီဘဲနောင်းလို့ခေါ်တယ် a a ရလန်လို့လည်းသုံးတယ်တွဲသုံးတယ်ပြီးရင်အနေရနဲ့အများပြောင်းတဲ့အရာတွေမှာလည်းကောင်တီဘဲနောင်းကိုသုံးလို့ရတယ်သုံးကြတယ် a point ယောက်ျားလေးတယောက်ဆိုရင် point point မှာ s ပေါင်းလိုက်တာနဲ့အများဖြစ်သွားပါတယ် and apple ပန်းဒီဆိုရင် apple မှာ s ပေါင်းလိုက်တာနဲ့ပန်းဒီအများလို့အနေရနဲ့အများဖြစ်သွားပါတယ်နောက်ဆုံးတစ်ခုကတော့ uncountable နော် အကောင်လေးပဲနောက်ကတော့ရေတွက်လို့မရတဲ့အရာမရတဲ့နံလို့ပြောဖြစ်ပါတယ်လက်ကိုပါတယ်ရေတွေတကြားတွေစီတွေတဲတွေဘယ်ရမဆိုရေတွက်လို့မရရင်အကောင်လေးပဲနောက်မှာဖြစ်ပါတယ်ကဲနောက်မျိုးစားလေးမျိုးကိုတင်ပြီးသွားပြီဆိုရင်လေးချိန်ခံလေးလေးလုပ်ကြည့်လိုက်ကြရအောင်နော်ဗီဒီယိုစီမှာဆိုးတဲ့အတွက်လေးချိန်ခံအသုံးကိုပဲအတို့ချုံပြီးတော့ဖော်ပြထားလိုက်ပါတယ် underline the proper noun in this sentence ဒီစာကြောင်းနေမှာစီရဲ့ proper noun တွေကိုမြင်တာပါတဲ့နံပါတ်1 2 3ဆိုပြီးတော့သုံးဖို့စီရဲ့ my friend alice live in london ကျွန်တော်ရဲ့တန်ငယ်ချင်းကလန်ဒန်မှာနေတယ်ကဲတရားတွေက proper noun တွေကဘယ်ဟာလဲဆိုပြီးတော့ proper noun လေးတစ်ခုချင်းစီကိုမြင်တာပါကျွန်းအဲမှာ1 to paris လာဆမ်းမှာကျွန်းနဲ့အဲမှာလွန်ခဲ့တဲ့နေရာတရား paris ကိုသွားခဲ့တယ်နံပါတ်3 i'm not ready post my jk rolling ငါကဂျေကီရွန်းလင်းရဲ့စာအုပ်ကိုဖတ်ရတာကြိုက်တယ်။အဖြေလေးတွေကိုနောက်မှအန်ဒါလိုင်းလုပ်ပြီးတော့ဖော်ပြထားပါတယ်။ဒီတင်ကန်းစာလေးကိုကိုယ့်အတကူစူးစမ်းဖြေဖို့လည်းတိုက်တွန်းချင်ပါတယ်။အဖြေလေးတွေဖြစ်ပါတယ်။ကဲအသုံးများတဲ့နောင်မျိုးစာလေးမျိုးကတော့ပြီးဆုံးသွားပါပြီ။ခုလိုကျေးဇူးပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ချေကန်း basic ချေကန်းအားနည်းတဲ့ကလေးတွေအတွက်လည်းနောက်ထပ် အခြေခံလေးတွေကိုတင်ကြားပြသပေးသွားမှာဖြစ်လို့ follow လုပ်ပြီးအားပေးကြဖို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်